ားလုံးမင်္ဂလာပါရှင် MBA သတင်းဌာနရဲ့ဒီကနေ့ဒီဇင်ဘာလ9ရက်နေ့လည်ခင်းထိရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျွန်မခရစ်စတယ်ကတင်ဆက်ပေးပါရမရှင်အထူးခြားဆုံးနေ့လည်ခင်းသတင်းတွေတဲ့ဒေါက်တာတေဇာဆန်ဆန္ဒပြမှုအပြီးစစ်ကော်မရှင်ကလမ်းပေးစည်းတွေကိုညာရင်းချင်းရှင်းလင်းတဲ့သတင်းရိတ်ခါပြက်လို့အသက်ရှင်မှုထုတ်ပြတဲ့စစ်သားတရားကျော်အေးလက်ချက်နဲ့ကြဆောင်အဖမ်းခံရတဲ့သတင်း စစ်တပ်နဲ့နှိစက်တဲ့ကြားနေပါတီကမြန်မာနိုင်ငံရဲ့ပြဿနာတွေ KIA ကြောင့်ဖြစ်ပေါ်တာဆိုပြီးအပြစ်ပုံချတဲ့သတင်းတော်လိုင်းတက်တွေဆွမ်းရည်ပြည်မိပါကနေပြည်တော်လုံခြုံရေးစိုးရင်ရပြီလို့လော်ဘီတွေဝန်ခံတဲ့သတင်းဖပုံ KIA မှာတလအတွင်းစစ်ကောင်ရှင်ဘက်ကတေဆုံးတရားရသူစုစုပေါင်း122ဦးရှိခဲ့တဲ့သတင်းတမိုင်းတခြားပထမအဆုံးအနေနဲ့ငလင်လောက်ကမှုအမှားကိုထုတ်ပြန်မိတဲ့ USGS အဲ့ဒီလိုလက်လက်ကင်းတီအထူးခြားဆုံးဖြစ်ခဲ့တဲ့ တင်းပြပါသတင်းလေးကိုတင်ဆက်ပေးထားပါတယ်ရှင်။ပြည်တွင်းသတင်းတွေကိုစတင်တင်ဆက်ပေးမှာဖြစ်ပါတယ် ဒေါက်တာတေစာဆန်ဆန္ဒပြမှုအပြီးစစ်ကော်မရှင်ကလမ်းဘေးစည်းတံတွေကိုညာရင်းချင်းရှင်းလင်းတဲ့တရင်နဲ့ဆလိုက်ချင်ပါတယ်။မနေ့ကဒီဇင်ဘာ၄ရက်နေ့မှာတပိတ်ကောင်းဆောင်ဒေါက်တာတေစာဆန်ကမန္တလေးတိုင်းချင်းဤတာဆန်မြို့နယ်အနောက်ရက်ကွက်29လမ်း84 85 85လမ်းကြားမှာရှိတဲ့ပြန်ကြစည်းဧရိယာအနီးမှာဆရာနာရှင်ကိုစန့်ကျင်တဲ့လှုပ်ရှားမှုတစ်ခုလုပ်ခဲ့ပါတယ်။ဆန္ဒပြပွဲပြီးတာနဲ့ချက်ချင်းဆိုသလိုည7နာရီမှာစစ်ကော်မရှင်ရဲ့ စစ်သားနဲ့စီပင်အင်အား235ယောက်ပါတဲ့အဖွဲ့ကြီးကဈေးကိုရှင်လင်းပြလိုက်ပါတယ်။မနက်၄နာရီခွဲထိအပိတရှင်လင်းလိုက်တာပါ။ဒီလိုလှည့်မြန်တဲ့တုံ့ပြန်မှုဟာတာမန်စီပင်ကိစ္စမဟုတ်ဘူးဆိုတာထင်ရှားနေပါတယ်။ဒါကိုပထမအဆုံးသုံးသပ်ရမှာကရှင်းရှင်းလင်းလင်းနိုင်ငံရေးအရာလက်စားချေတာဖြစ်ပါတယ်။စစ်ကောင်ရှင်ကသူတို့ထိန်းချုပ်ထားတဲ့ဆိုတဲ့မြို့ပြဒေသမှာသူတို့မလိုလားတဲ့လှုပ်ရှားမှုတွေဖြစ်လာရင်စစ်ချင်းအပြစ်ပေးတုံ့ပြန်မယ်ဆိုတာကိုပြည်သူတွေကိုတတိပေးတယ် ဲ့သဘောပါဒီနေရာမှာဆန္ဒမပြရဲဘူးဆိုတဲ့သတင်းစကားကို ပေးတာဖြစ်ပါတယ်အဲ့ဒီလမ်းပင်စည်းတဲ့လူဟာဆရာနာရှင်ကိုစန့်ကျင်သူတွေဒါမှမဟုတ်ဆန္ဒပြပွဲတွေဖြစ်လာတဲ့အခါမျက်စိမိတ်အားပေးသူတွေဖြစ်နိုင်တယ်လို့စကမကယူဆပြီးတော့အခုလိုလှုံ့ဆော်လိုက်တာလည်းဖြစ်ပါတယ်သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေကို ရိုက်ထိုးလိုက်ခြင်းအဖြစ်ဆန္ဒပြပွဲတွေကိုလှလလလာအာမပေးရအောင်စောင်းဝင်နေတဲ့အတွက်အာနာပိုင်တွေနဲ့ထိတ်တိုက်မတွေ့ရအောင်ဖိအားပေးလိုက်တယ်မဟာဗျူဟာလည်းဖြစ်ပါတယ် အင်အား235ဦးရှင်ရန်နေရအပြည့်အစုံနဲ့ညရင်းချင်းဝင်ရောက်ရှင်းလင်းနိုင်တာဟာစစ်ကောင်ရှင်ရဲ့အုတ်ချိုရန်နေရမြို့ပြမှာအပြည့်ဝလဲပတ်နေစေဖြစ်တာကိုနိုင်ငံတကာနဲ့ပြည်သူတွေကိုပြသချင်တဲ့ရည်ရချက်လဲပါဝင်နေနိုင်ပါတယ်။ဒါကြောင့်ဒီဖြစ်ရာလမ်းမေးစည်းဆိုင်ကန်ရှင်းလင်းတာထပ်ပို့ပါတယ်။ပြည်သူ့ရဲ့နိုင်ငံရေးလှုပ်ရှားမှုအပေါ်စစ်ကော်မရှင်ကစစ်ချင်းတုတ်ပြန်တဲ့အာဏာပြတဲ့ဖြစ်စဉ်တစ်ခုလည်းဖြစ်ပါတယ်။ ဒုတိယအနေနဲ့ရိတ်ခါပြက်လို့အသက်ရှင်မောထွက်ပြေးတဲ့စစ်သားတရားကြောင့်အေးလက်ချက်နဲ့ကြဆုံ အဖမ်းခံရတဲ့တဲ့မှာပကိုတိုင်းပရောင်းမျိုးနယ်ကစစ်ကောင်ရှင်ရဲ့အရေးပါတဲ့စကန်ကုန်းတစ်ခုဖြစ်တဲ့ point 666 scan အခြေအနေကစိုးရိမ်ရတဲ့အဆင်ကိုရောက်ရှိနေပြီဖြစ်ပါတယ်။အရကတက်တော်ရေကစကန်ကုန်းကိုတလကြော်ကြပိတ် ဆိုထားမှုရဲ့ရလဟာအခုကမှထင်ရှားလာခဲ့ပါတယ်။ပိတ်ဆို့ခံရမှုကြောင့်စကန်အတွင်းမှာရှိတဲ့စစ်ကော်မရှင်အင်အား300ခန်းဟာအစအတောင်နဲ့ရိတ်ခါလုံးဝပြက်လက်တဲ့အခြေအနေနဲ့ရင်ဆိုင်နေရပါတယ်။ A ကထောက်ပို့လမ်းကြောင်းအလုံးကိုစနစ်တကျဖျက်တောက်ထားတဲ့အတွက်ရိတ်ခါတွေဘာဆိုဘာမှမရောက်နိုင်ခဲ့ပါဘူး။ရှိခါပြက်လက်မှုတန်းကိုမခံနိုင်တော့တဲ့အတွက်စကန်တွင်ကစစ်ကြောင်းတစ်ခုဟာအင်အား၁၀၀ကျော်နဲ့ကပ္ပစာ၁၆ဘက်ကိုထိုးပေါက်ထွက်ပြေးဖို့စူးစမ်းခဲ့ပါတယ် ဒါပေမဲ့အေတပ်ဖွဲ့ဝင်တွေကအဲ့ဒီထွက်ပြေးလမ်းကြောင်းမှာအသင့်ဆောင်ဆိုင်နေခဲ့ပြီးတော့တိုက်ခိုက်ခဲ့ပါတယ်။စစ်ကြောင်းဟာစကန်းကနေတမိုင်ခန့်တာဝင်းနေသေးတဲ့အချိန်မှာအေရဲ့ပြင်းထန်တဲ့တိုက်ခိုက်ခြင်းကိုခံလိုက်ရပြီးစစ်တပ်ဘက်ကတေဆုံးမှုအများစွာဖြစ်ပေါ်ခဲ့ပါတယ်။တိုက်ပွဲပြီးမှအေဟာစစ်သားအလောင်းတွေလက်နက်ခဲယံတွေနဲ့စစ်တုပ်ပန်းအချို့ကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ ကျန်တဲ့သူတွေဟာတောထဲမှာပုန်းရှောင်နေရတယ်လို့ဆိုပါတယ်။ဒီဖြစ်စဉ်ဟာပိုက်စစ်စစ်စစ်သားမကပဲဆင်လန်လေးလာတောင်းလို့လို့စကန်တွေမှာပါအေးရဲ့ဝိုင်းဝန်းပိတ်ဆို့ထိန်းချုပ်ထားနိုင်မှုစွမ်းရည်ကို ပြသလိုက်တာဖြစ်ပါတယ်။စစ်တမ်းဟာလေးချောင်းကနေဘလောက်ပဲထိုးစစ်စင်ပါစေဒီပြင်ထောက်ပို့လမ်းကြောင်းကိုပြန်မဖွင့်နိုင်သေးတော့ဒီပိတ်ဆို့ခန်းစကန်တွေဟာအချိန်မီလက်လို့ဆုံးရှုံးနိုင်တဲ့အနေအထားမှာရှိနေတယ်ဆိုတာကိုသုံးသပ်ရပါတယ်။ဆင်လန်ကိုရိတ်ခါပို့ဖို့ထပ်တက်လာတဲ့အင်အားနေရာပါစစ်တမ်းတ စ်တစ်ခုဟာလည်းမြောင်းချေတော့နာမှာအင်းရဲ့ကြားပြတ်တိုက်ခိုက်တာကိုခံရရစေဖြစ်တဲ့အတွက်အရှိတ်ဆစ်မနာကတိုက်ပွဲတွေဟာဆက်လက်တင်းထန်နေဦးမှာဖြစ်ပါရဲ့ရှင်ဆလပင်းစစ်တပ်နဲ့နီးစပ်တဲ့ကြားနီပါတီကမြန်မာနိုင်ငံရဲ့ပြဿနာတွေခရီးကြောက်ဖြစ်ပေါ်တာဆိုပြီးအပြစ်ပုံချတဲ့တဲ့တင်ကိုပြောပြပေးပါမယ်ရှင်။ ကချင်ပြည်နယ်အင်းတော်ကြီးဒေသနတ်မွန်းမြို့မှာပြုလုပ်ခဲ့တဲ့ရှမ်းနှစ်တကူပွဲတော် ဖွင့်ပွဲမိခွန်အတွင်မှာတိုင်းလိုင်းရှမ်းနေအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီကကြားနေပါတီရဲ့ဥက္ကဋ္ဌဦးဆိုင်ထေအောင်က KIA ကချင်လူမျိုးရေးတမတော်ကိုပြင်းပြင်းထန်ထန်ဝေဖန်ရှုတ်ချလိုက်ပါတယ်။ဦးဆိုင်ထေအောင်က KIA ကမွေးလိုက်တဲ့မိဟာ ကချင်ပြည်နယ်တစ်ခုလည်းမဟုတ်ပဲမြန်မာတနိုင်ငံလုံးနီးပါးလောင်ကျွမ်းနေတာကိုတွေ့ရတယ်လို့တိုက်ရိုက်ပြောကြားခဲ့ပါတယ်။ဒါအပြင်ခရိုင်ကလက်နက်ကင်ပြီးနိုင်ငံရေးကိုပိတ်ဆို့နေကြောင်းနဲ့တိုင်းရင်းသားဒန်းကူညီရေးကိုဗဇက်ကပြောနေပေမဲ့လက်တွေမှာတခြားချင်းလှုပ်ဆောင်နေကြောင်းဆွဆွဲခဲ့ပါတယ်။သူတို့ပါတီအနေနဲ့လည်း2015ရွေးကောက်ပွဲကာလက KIA ရဲ့ချင်းချောင်းမှုအမှုဆောင်နှစ်ဦးတပ်ဖြတ်ခံရမှုတွေကြောင့်စီယုံရီမှာအခက်အခဲတွေတွေ့ခဲ့ရတယ်လို့ထက်တွင်းပြောကြားခဲ့ပါတယ်။ ဒီပြောကြားချက်နဲ့ပတ်သက်ပြီးနိုင်ငံရေးလေလာသူတွေနဲ့လူမှုအတိုင်းဝိုင်းကသုံးသက်ချက်တချို့ထွက်ပေါ်လာနေပါတယ်။ကြာနေပါတရားလက်ရှိစစ်ကောင်ရှင်ရဲ့အုတ်ချုပ်ရင်းရည်အောင်မှာရက်တည်နေပြီး KIA ကိုတိုက်ခိုက်တာဟာစစ်ကောင်ရှင်ရဲ့အမြင်နဲ့သဘောထားတူညီကြောင်းပြသလိုက်တာဖြစ်တယ်လို့သုံးသပ်ကြပါတယ်။သူတို့ဟာစစ်တပ်နဲ့နိုင်ငံရေးမဟာမိတ်ဖြူပြီး KIA ရဲ့နယ်မြေရမုံမှုကိုတံပြန်မှုစူးစမ်းနေရလို့လည်းမြင်ကြပါတယ်။ လက်ရှိတနိုင်ငံလုံးမတည်မငြိမ်ဖြစ်ရခြင်းအဓိကအရင်းခံဟာ2021အာဏာသိမ်းမှုကြောင့်ဖြစ်ပေမဲ့ရှမ်းနီပါတီအနေနဲ့မူလအပြစ်ကိုစစ်တပ်စီကနေ KIC ကိုလွှဲချလိုက်ခြင်းအပြင်နိုင်ငံရေးအရအကျိုးမြတ်ယူဖို့စ조사တာဖြစ်တယ်လို့ဝေဖန်မှုတွေရှိနေပါတယ်။ရှမ်းနီလူမျိုးတွေနဲ့ KIC ရဲ့ကြားနေမြေပိုင်ဆိုင်မှုနဲ့အာဏာလုမှုပြိပခါတွေကနာကျင်မှုကိုဖြစ်စေခဲ့တာဖြစ်ပြီးအခုလိုပွဲလန့်သပင်ကြီးအတွင်မှာတရားဝင်ထုတ်ဖော်ပြောကြတာဟာတိုင်းသာချင်းချင်းကြားသဘောထားကိုလည်းမှု ွေကိုပုံမှုနှဆိုင်စေတယ်လို့လည်းသုံးသပ်ရပါတယ်ရှင်။ထက်မှန်တဆက်ပေးခြင်းတဲ့တရင်ကတော့တော်လိုင်းတက်တွေစွန့်ရည်ပြင်မိပါကနေပြီးတော့လုံဆောင်ရင်းစိုးရင်ရပြီးတော့လော်ဘီတွေဝန်ခံတဲ့တရင်ကိုပြောပြပေးပါမယ်ရှင်။ တော်လရင်ရာဆိုပြီးရင်စည်ရင်ဆွရင်တိုးတက်လာမှုနဲ့ပတ်သက်လို့စစ်တပ်ကိုထောက်ခံသူတွေအတိုင်းဝိုင်းကြမှာစိုးရင်ပူပန်မှုတွေထွက်လာနေပါတယ်။အဲ့လိုစိုးရင်မှုတွေတဲ့မှာတော်လရင်တပ်ဖွဲ့တွေကကြီးရင်လေးတပ်ဖွဲ့အင်အားအပြေးဝပိုင်ဆိုင်ပါကနေပြည်တော်ကတလအတွင်းတိမ့်ပိုက်နိုင်လိမ့်မယ်ဆိုတဲ့ပြင်းထန်တဲ့သုံးသက်ချက်တွေထွက်ပေါ်လာတာပါစစ်တပ်ကိုထောက်ခံသူတွေဘက်ကထွက်ပေါ်လာတယ်ဒီလိုမျိုးသုံးသက်ချက်တွေဟာတော်လင်းအင်အားဆိုပြီးလက်ရှိစွန့်ရီကိုမိမောင်းထိုးပြလိုက်တယ်လို့ဖြစ်နေပါတယ် တော်လိုင်းအရာစု EA ကို PDF တွေရာလက်ရှိမှာလက်နက်စင်ရနဲ့ခဲအမိကြောင့်ကန့်သက်ချက်များစွာရှိနေတဲ့ကြားကပင်နေပြည်တော်တိုက်ပွဲတွေမှာစစ်တပ်ကိုအကြီးကျယ်ဖိအားပေးနိုင်နေတယ်လို့အတိအမှန်ပြထားပါတယ်။ ဒါကြောင့်ရေချောင်းနဲ့လက်လက်ကြီးထောက်ပေါ်ဆွမ်းရည်ကသာတော်လင်းတက်ဖွဲ့တွေအတွက်အ धिक လိုအပ်ချက်ဖြစ်ပြီးဒီလိုအပ်ချက်ပြည့်သွားတာနဲ့စည်ရေးချိန်ခွင်ရှာဟာလောကပြောင်းပြန်လန်သွားနိုင်တယ်ဆိုတော့စိုးရိမ်မှုတွေပြသလိုက်တာဖြစ်ပါတယ်။လက်ရှိမြန်မာပြည်ပခါမှာစစ်ကော်မရှင်ရဲ့အ धिक အသက်ရှူပေါင်းဟာရေချောင်းစစ်စင်ရေးနဲ့မြေပြင်လက်လက်ကြီးတွေသာဖြစ်ပါတယ်။ တော်လင်းအဖွဲ့ရဲ့ဒါဒီနှစ်ခုကိုတံပြန်နိုင်မဲ့အင်အားကြီးလေကြောင်းရန်ကာကွယ်ရေးစနစ်ဒါမှမဟုတ်တိုက်ခိုက်ရေးလေရင်တွေကိုပိုင်ဆိုင်မှာကစစ်တပ်ရဲ့လှုပ်ရှားမှုကို လုံးဝရပ်တန့်စေနိုင်ပါတယ် နေပြည်တော်ကစစ်တပ်ရဲ့အုပ်ချုပ်ရေးဌာနချုပ်ဖြစ်ပါတယ်။ပြည်မကုန်ထိန်ချုပ်ဌာနနဲ့တော်လိုင်းအင်အားစုတွေဟာလေးဆောင်ကာကွယ်ရေးအကောင်လာပါကအဓိက ထောက်ပို့လမ်းကြောင်းတွေကိုပိတ်ဆို့ပြီးနေပြည်တော်ကိုဝိုင်းချနိုင်မဲ့စစ်ရေးဖြူဟာကိုအလွယ်တကူကျင့်သုံးနိုင်ပါတယ်။စစ်တပ်လိုလားသူတွေဘက်ကထွက်လာတဲ့ဒီလိုမျိုးမှတ်ချက်ဟာလက်ရှိတော်လိုင်းအင်အားစုတွေရဲ့စစ်ရေးဆွမ်းရည်ကိုအကဲဖြတ်တဲ့အချက်တသက်တာမကစစ်ကော်မရှင်ရဲ့အားနည်းချက်ကိုလည်းတော်ဝိုက်တဲ့နည်းနဲ့ဝန်ခံလိုက်တာဖြစ်တယ်လို့သုံးသပ်နိုင်ပါတယ်ရှင်။ ပြည်တွင်းနဲ့ကနောက်ဆုံးသတင်းတပုတ်အနေနဲ့ဖပုံခရိုင်မှာတလအတွင်းစစ်ကောင်စီဘက်ကတည်ဆုံးတံရရသူစုစုပေါင်း122ဦးရှိတဲ့အကြောင်းမှာ KNU ရဲ့မူတော်ကံကထုတ်ပြန်တဲ့အချက်လက်တွေအရနိုဝင်ဘာလတလတုန်းမှာတော်လိုင်းတပ်ဖွဲ့တွေနဲ့စစ်ကွန်မရှင်တပ်တွေကြားတိုက်ပွဲပေါင်း104ကြိမ်တိဖြစ်ပွားခဲ့ပါတယ်။ဒါဟာတရက်ကိုအနည်းဆုံး3-4ကြိမ်တိုက်ပွဲဖြစ်နေတယ်ဆိုတဲ့သဘောပါပဲ။ဒီပြင်းထန်တဲ့တိုက်ပွဲတွေကြောင့်စစ်ကွန်မရှင်ဘက်ကအထူးကြေကြဆောင်လေးအများကြီးရှိခဲ့ပါတယ်။ တည်ဆုံးတော်ရေးအတွက်က16ရောက်ရှိခဲ့ပြီးအဲ့ဒီထဲမှာအရာရှိတွေလည်းပါဝင်တယ်လို့သိရပါတယ်။ဒဏ်ရာရတော်ရေးအတွက်ကတော့ပုံများပြီး105ရောက်ထိရှိခဲ့ပါတယ်။ဒဏ်ရာရသူတွေထဲမှာလည်းဗိုလ်ကြီးတဦးအပါအဝင်အခြားအရာရှိတွေပါဝင်တယ်လို့ထုတ်ပြန်ထားပါတယ်။တိုက်ပွဲတွေပြင်းထန်လာတာနဲ့အများစစ်ကော်မရှင်တပ်ဟာအရဲသားတွေနေထိုင်တဲ့ကျေးရွာတွေကိုပါအလွန်ကျုံတိုက်ခိုက်ခဲ့ပါတယ်။နိုဝင်ဘာလအတွင်းမှာပဲဂျက်လင်ရဲ့ဂျက်ဖိုင်တာနဲ့15ချိန်ဘုံကျဲတိုက်ခိုက်တာဒရုန်းနဲ့9ချိန်တိုက်ခိုက်တာတွေလုပ်ခဲ့ ဲ့ပါတယ်။ဒါပြင်120မမလိုမျိုးလက်နက်ကြီးတွေနဲ့23ကျင်းပြစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ဒီလိုတိုက်ခိုက်မှုတွေကြောင့်အရဲသားပြည်သူ၃ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီထက်ရင်အော်တိုဘားလကအခြေအနေကိုပြန်ကြည့်ရင်တော့ပိုပြီးပြင်းထန်ခဲ့ပါတယ်။အော်တိုဘားလမှာတိုက်ပွဲ122ကြိမ်ဖြစ်ခဲ့ပြီးစစ်တပ်ဘက်ကတရင်မှုတအုပ်အပါအဝင်34ယောက်တေဆုံးခဲ့ပါတယ်။ဒီထုတ်ပြန်ချက်ကနေဘာကိုသုံးသပ်နိုင်ရဲဆိုတော့ KNU တပ်မကနေမြာတလှပေးကြလားတိုက်ပွဲနှုန်းမြန်မာနေဆဲဖြစ်ပြီးတော့စစ်ကောင်ရှင်တပ်ဟာမြေပြင်မှာအထိနာလာတဲ့အခါတိုင်းလေကြောင်းနဲ့လက်နက်ကြီးအင်အားကိုအသုံးပြုပြီး ်ရေသားဒေတာတွေကိုပါပြစ်မှတ်ထားတုံ့ပြန်နေရဆိုတာကိုရှင်းရှင်းလင်းလင်းမြင်တွေ့ရပါတယ်ရှင်နောက်ဆုံးပြည်မတည်နှဘောအနေနဲ့တမိုင်းတခြားပထမအောင်ဆုံးအနေနဲ့ငလင်လောက်ခတ်မှုအမောက်ကိုထုတ်ပြန်မိတဲ့ USGS အကြောင်းကိုပြပြရင်းကျမရဲ့နေ့လည်ငင်းတည်နှတင်ဆက်မှုကိုဒီမာရရက်နာလိုက်ချင်ပါတယ်ရှင်။ အမေရိကန်ရဲ့ပူးပြေတာတိုင်းတာရေးဌာန USGS ကနေပြီးတော့နီပါရပင်နယ်ရဲ့မြို့တော်ကာဆန်စီတီနာမှာငလင်ပြင်း၅တသမ၉ရှိတဲ့ငလင်လုတ်ကဲဆိုပြီးမနေ့ကမနက်၈နာရီလောက်မှာတတိပေးချက်ထုတ်ပြန်ခဲ့ပါတယ် ြီး9သသမ6ဆိုတဲ့ပြားကအဆောင်နဲ့နည်းနည်းပပပြက်စီနိုင်တဲ့အထိပြင်းနေအစင်မှာတတိပေးချက်ပြန်သွားတာကလည်းမသေးပါဘူးအဲ့ဒီနေရာနဲ့မိုင်းနီယာလောက်ဝဲဆန်ဖရန်စစ္စကိုပင်လယ်အော်ဒေတာအထိပါရောက်သွားပြီးဖုန်းလိန်ကနေအနေရရှိတဲ့အကာအကွယ်ရှာပါဆိုတဲ့အလိုလျောက်တတိပေးတန်နဲ့ထွက်လာတော့လူတွေထိတ်လန့်ကုန်ကြပါတယ် ဒါပေမဲ့ခဏအကြာမှာတော့ USGS ကနေသတိပေးချက်ကိုပြန်ဖြတ်လိုက်ပါတယ်။သူတို့ရဲ့ Age Twitter မှာလည်းဒီနေရာမှာငလင်လုံးဝမလုတ်ခဲ့ပါဘူးဆိုပြီးချက်ချင်းရှင်းလင်းချက်ထုတ်ခဲ့ရပါတယ်။ USGS ရဲ့ရှင်းပြချက်အရသူတို့ရဲ့အလိုလျောက် ငလင်ထောက်လည်းရင်စနစ်ကနေအချက်လက်တွေကိုမှားယွင်းထုတ်လို့မီလို့ဒီတရစ်ပြချက်ထွက်လာတာလို့သိရပါတယ်။သူတို့ကိုယ်တိုင်ဝန်ခံတာကတော့ဒီလိုမျိုးလုံးဝအမှားယွင်းနဲ့ငလင်တရစ်ပြချက်ထုတ်ဖူတာဟာသူတို့တမိုင်းမှာဒါပထမအောင်ဆုံးမယ်လို့ဆိုပါတယ်။အခုတော့ဘာကြောင့်စနစ်ချုပ်ရင်လဲဆိုတာကိုစုံစမ်းနေပြီလို့သိရပါတယ်။ ဒါကြောင့်ကာဆန်စီးတီးနဲ့အနီးနားကရဲဌာနတွေအာဏာပိုင်တွေကလည်းမြေကြီးလုံးဝမလုပ်ခဲ့ဘူးဆိုတာကိုအတည်ပြုပေးခဲ့ရပါတယ်။ MB ရဲ့နေ့လည်ခင်းထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ MB ကနေ့စဉ်မပြတ်တင်ဆက်ပေးနေတဲ့ရုပ်သံနဲ့စာသတင်းတွေကို Facebook, YouTube, TikTok နဲ့ WhatsApp ဆာမျက်နှာတွေမှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ MB ရဲ့တင်ဆက်မှုတွေကိုကြည့်ရှုအားပေးသူအလုံးနဲ့တကွာဝင်ရောက်မှတ်ချက်ပြုပေးသူအလုံးကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်။ဒီမှာဗီဒီယိုပြသပါကိုစိတ်နှပြချမ်းသာချမ်းသာပြီးဘဝအမော်လေးဖြစ်ကြပါ Tchau, tchau.